ယခုတခါကျွန်တော်ဖတ်ပြပေးမှာကတော့ဗြိတိရှားကိုကိုမောင်ရေးသားသောကျွန်တော်နဲ့ Reino Bobin ဆိုတဲ့ဝတ္ထုတိုလေးနဲ့ကျွန်တော်နဲ့မသာတိုင်းဆိုတဲ့ဝတ္ထုတိုလေးနှစ်ပုဒ်ကိုဖတ်ပြပေးချင်ပါတယ်ခင်ဗျာကျွန်တော်နဲ့ Reino Bobin Reino Bobin လေးတွေစာရေးဘူးကြလားစာရေးရတဲ့လက်ကင်နေရာမှာအပြာရောင်အကြည်လေးနဲ့နောက်ဖက်မှာကအဖြူရောင်ဘောပင်လေးလေး အခုအချိန်မှာအင်္ဂလိပ်လိုစလုံးပေါင်းလဲကျွန်တော်မမှတ်မိတော့တယ်လို့အတန်ထွက်ကလည်းရင်းနှောင်းဟုတ်ချင်မှာဟုတ်မယ်ကျွန်တော်တို့ကတော့အဲ့ဒီဘောပင်လေးတွေကိုចောင်းသားဘဝတစ်လျှောက်လုံးရင်းနှောင်းဘောပင်လို့ခေါ်ခဲ့တာပါပဲရင်းနှောင်းဘောပင်လေးတွေမှာမြင်းချောင်းအချုံနဲ့အတုံနှစ်မျိုးရှိပါတယ်ចောင်းသားတွေကတော့မြင်းချောင်းအချုံကိုကြိုက်ကြတာများတယ်လက်ရည်လာတာကိုကျွန်တော်မှအဲ့ဒီရင်းနှောင်းဘောပင်နဲ့ပတ်သက်တဲ့ဇလန်းတစ်ပုဒ်ရှိခဲ့ဘူးတယ်အခုအချိန်ထိအဲ့ဒီဇလန်းဟာ လွမ်းစရာလားနာကျင်စရာလားရဲစရာလားတောင်မခွဲရတော့ပါဘူးဇလန်းကဒီလိုကျွန်တော်တို့ခက်ကအဝေးတင်ခက်အထူးသဖြင့်ပကိုးလိုနယ်မျိုးလေးမှာဆယ်ရန်းအောင်ပြီးဒေးတက်တယ်ဆိုတာငွေချင်းအစဉ်ပြေတဲ့သားသမီးတွေအလို့ဒါတောင်တချို့တထေးသားသမီးတွေကအဝေးတင်မဲ့တက်ကြတာအချိန်ကုန်တက်တာတယ်တခြားအလို့လို့လို့ရတယ်ကျွန်တော်ကဆယ်ရန်းအောင်ပြီးတက်ကစုံတက်ဖို့လုံနေချိန်မှာပဲအလို့ထွက်လို့ရတယ် အသက်က16နှစ်ဝန်းကျင်ပေါ့ဘကိုးစေးကြီးတဲကဂျမေရာကောင်းရှော်ရဲ့ကုမ္ပဏီရဲ့ကိုယ်စားလှယ်တထေးစီမှာစေမန်းအယောင်သမားအလုပ်ဝန်းလုပ်တယ်ဒီတော့ကျွန်တော်အဝေးတင်ပဲရှောက်ရပါတယ်မြန်မာသားမိသားစုပဲလူလူချင်းချင်းပဲရှောက်တယ်ဟိမရှောက်လို့လည်းမရဘူးလေ ကိုယ့်အမှတ်ကမြန်မာနဲ့ပထဝီပဲရတာရေထားပါတော့ဒီလိုနဲ့အဝေးတင်မြန်မာစာကိုအနီးကပ်တက်ရမယ်ရက်တွေရောက်လာတယ်အဲ့ဒီတုန်းကဒီကိုရဲရဲ့မက်ကြီးပြားကခစ်စားနေတာ တက္ကသိုလ်ဆိုတာကြီးကိုကျွန်တော်လဲစောင်းရဖေးနေတာပေါ့အပေါင်းအသင်းတွေနဲ့ဒေးတက်နေတဲ့ကောင်တွေကเจ้ามาဘယ်လိုဘယ်ညာတွေကျွဲထားတော့ကိုလဲတက္ကသိုလ်နေတွေကြုံကျင်လာရွှတ်စီကိုတက်နေပြီကဲအလောက်ကခွင့်ယူပြီးအနိကက်၁၀ရက်တက်မဲ့နေကိုရောက်လာပြီအဲ့ဒီတော့ကအဝေးတင်တွေရဲ့အထောက်ကိုပြောပြအောင်မယ်အဝေးတင်เจ้าသားတွေဟာဒေးเจ้าသားတွေနဲ့မတူဘူးဒီចောင်းသားတွေကငွေကြီးချောင်းသားသူအများစုဆိုပေမဲ့တက်ကတူတက်တဲ့အခါသူတို့အိမ်ကမိဘပေးတဲ့မုံဘိုးနဲ့တက်ရတာ အဝေးစဉ်ចောင်းသားအများစုကတော့ဒီလိုမဟုတ်ဘူးတနည်းပတ်လုံးကိုယ့်အကူအလုပ်လုပ်ဝင်ဝင်ရှာထားသူအများစုဒီအနည်းကဆယ်ရက်လေးတက်ဖို့ကိုအားခဲထားကြဆုထားကြတာအဝေးအစားကအစသုံးဖို့ဆွဲဖို့ကအစပေါ့နောက်ဆုံးလုပ်ငန်းဝင်နဲ့ဖုံမကြောင်ရသမျှဒီမှာဖုံကြောင်ကြမယ်ဆိုတဲ့ရည်မှန်းချက်တမားတွေများတယ်ထင်တာပဲကိုလည်းဒီလိုကို ျွန်တော်ဆိုလဲတက္ကသိုလ်နောက်ခံဝတ္ထုတွေကိုဖုတ်လမုတ်ကြည့်အောင်ဖတ်ထားတော့အားခဲထားသည်ပေါ့โอเคအဝေးတင်တက္ကသိုလ်ရဲ့ပထမဆုံးနေ့ရောက်ပြီအဲ့ဒီတော့ကအခုလိုဘကိုးတက္ကသိုလ်မဖြစ်သေးဘူးဘကိုးဒီဂရီကောလိပ်အဆင့်မယ်ကိုစာသင်ရမယ့်အခန်းထဲကိုထိုင်နေစတိတ်ကျောင်းတော်ကကိုနဲ့တည့်တဲ့ကောင်လေးလိုက်ရှာကြည့်တယ်တွေ့ပြီဒီအခန်းထဲကကြည်သာဆိုတဲ့ကောင်ဒီကောင်ကလည်းကျွန်တော်တွေ့တော့ပြောသွားတယ်အဝေးတင်ဆိုတာခဏလေးတက်ရတာ အဲ့ဒီဆယ်ရက်လောက်လေးမှာတွဲเสียပေါ်တာရှိတော့ဟုတ်ဟုတ်မဟုတ်ဟုတ်အားငယ်เสียမလို့တော့ဘူးပေါ့ဒီကောင်နဲ့ paper ဝမ်းလားမသိတချင်တော့အတူတက်ထိုင်ကြည့်တယ် okay ကိုလိုပဲចောင်းတင်ငန်းစာကလွဲလို့အကုန်စိတ်ဝင်စားတဲ့ကောင်တောက်ခွက်ကလည်းပြောင်းနေကန်တွဲနေပါတွင်နှစ်ကောင်သားလစ်ကြနေတာဟုတ်ပြီပေါ်တာတော့ရပြီဝိထုတွေတဲကလို့ရင်ခုန်စရာလေးရှာဖို့ပဲကြံတော့တယ်ဒုတိယရက်ជីတာနဲ့ကျွန်တော်အချိတ်ဆက်ကမိနေ အတန်းထဲကနောက်ဆုံးခုံမှာထိုင်ပြီးဝင်လာသည်မဆိုရီထိုင်ရွေးတော်တာတကယ်ကအဝေးတင်မှာကတောဘက်ကလာတက်တဲ့ဆိုရီကသုံးပုံနှစ်ပုံလောက်ပဲရှိတယ်ရွှေတွေကိုတီးနေအောင်ဝစ်ပြီးအရန်ခေါ်ပြရတာအဲ့ဒီအချိန်ကျွန်တော်ကဈေးထဲမှာအလုပ်လုပ်ရတာဆိုတော့ပွဲရုံတွေကုံစုံဆိုင်တွေကတထွေးတွေကိုတိတ်အားကြတာဒီတော့တထေးဖြစ်ချင်ပီမိုးနင်းရဲ့တက်ကြမ်းတွေဖေမင်းရဲ့ဘေဘီလုံးတွေဘာတွေတောင်ဖတ်ထားပြီ အဲ့ဒါတွေဖတ်ထားပြီးဆိုတော့လူတယောက်ရဲ့အောင်မြင်လို့စိတ်အထွတ်အထိပ်ကိုရောက်နေပြီဒီတော့ငါသာအဝေးစင်မှာတောတထဲမှာတယောက်နဲ့ကြိုက်ပြီးညားလို့ကတော့ပေါက်လို့လုံးစရာမလိုပဲကျိတ်တွေတထဲဖြစ်ပြီးဆိုတဲ့အကြံကောင်းကလည်းတွေးသေးတာကျွန်တော်တို့ရှေ့ကုန်မှာလာထိုင်နေခန္ဓာကိုယ်ခပ်ပြည့်ပြည့်ရွှေလက်ကောက်တွေတရောင်စလောက်ထိဝတ်ထားတဲ့ဖတ်မတီးတီးလေးတယောက်ကိုပြတ်မှတ်ထားလိုက်တယ်အဝေးစင်တို့ထုံးစံအတိုင်းတစ်ချိန်မပြည့်ခင်မဲ့အိုက်ကောင်မလေးနာမည်ကိုသိရတယ် နေတာကဝေါ်မှာဆိုလားပဲကြည်သာကလည်းသူတို့အုပ်စုတွေကတယောက်ကိုပွားတာအဲ့ဒီတော့ငါလွင်မိုးတို့ခိုင်သိကြည်ကိုရိုက်တဲ့တက္ကသိုလ်နောက်ခံဇလန်းတွေလို group left စံစီကြတာပေါ့လေခတ်တာကဟိုတိုးသူအုပ်ကနည်းနည်းပိတ်တယ်ဗျကိုရီကဟာသဖောက်လဲရေချင်မှရေတာဤလေလေနဲ့နေတစ်ပိုင်းကျိုးသွားတယ်အတန်းချိန်ပြည့်ချိန်ကျအားလုံးနေလေသာစားဖို့အခန်းထဲကထွက်ကြတာပေါ့ဟိုကောင်ကြည်သာကဖတ်တီးမအုပ်စုနောက်လိုက်ဖို့ပြင်းတယ် ဲ့ဒီအချိန်မှာကျွန်တော်ကအခန့်ဟိုဘက်တောင်ကတယောက်တည်းခုံမောင်မောက်အိမ်နေခဲ့တဲ့ကောင်မလေးတစ်ယောက်ကိုသတိထားမိတယ်။ထူးခြားတာက तू ကစရုံးတစ်ပတ်ရှူလေးထုံထားတဲ့ပုံစံပဲ။ဘီးရေစရုံးတွေနဲ့မဟုတ်ဘူးရေနော်ဘောပဲနဲ့။စင်းနေအောင်ဖြောင်းထားပြီးကြောလေလောက်ရှိမဲ့ဇပင်တွေကိုရေနော်ဘောပဲနဲ့စရုံးထုံထားတာဗျာ။ဟိုခုနရွာသူတွေလိုရွှေနှကွင်းကြီးတွေရွှေလက်ကောက်ကြီးတွေလည်းမဝက်ထားဘူး။ပန့်တွေဝက်တဲ့လက်ကောက်အမဲတွေနဲ့ ကိုကျဲအင်ကြီးကိုစကတ်ထမိန်နဲ့တွဲဝစ်ထားတယ်။အဲ့ဒီခက်ကအဝေးတင်ចောင်းသားတွေကိုအဝေးစားမကန့်တတ်သေးပါဘူး။ကျွန်တော်ကជីသားကိုမျက်စာပြည့်ပြတော့ဟိုကောင်ကလည်းနဲ့တယ်။သူ့နားကိုကျွန်တော်ကတ်သွားတယ်။ဟေ့ဒီကချင်းကန်းနေမတော်ဘူးလား။သူထလာပါလေ။တကယ်အိတ်မုံစုံမွားနဲ့။အေးခုနဆရာမစာသင်ကောင်းလို့ငါအိတ်ပြောသွားတာဟာပြီးတော့ဘော်တာလည်းမရှိလို့။အဲလေရုပ်လေးကလည်းမဆိုးဘူးပဲ။ပြီးတော့တာယာမင်းဝေတို့ မင်းခိုင်ဆိုးဆန်တော့ဝေမိုးတွင်တော့ဝတ္ထုတွေတွေကလို့ချစ်ကံကပောက်ကရဟာမလေးလို့ကျွန်တော်တွေးလိုက်မိတယ်။ငါတို့ကတခါသားချင်းဘော်လာတွေပဲငါတို့ရှိပါတယ်ဟာငါနာမည်ကျော်စွာသူကကြည်တာငါနာမည်မိုးမိုးသူကရေနာပေါ်ပင်နဲ့ထုံထားတဲ့စရုံးကိုဖြီးလိုက်ပြီးကြောပိုးအိတ်ထဲကဘီးကိုထုတ်ပြီးဖြီးလိုက်တယ်။အမေနိုးအဖွဲကဒဇင်လိုလိုပဲအသားလေးညိုတာတခုပဲအဲ့ဒီမှာကျွန်တော်တို့၃ယောက်အဖွဲဖြစ်သွားတယ် တက္ကသိုလ်မှာတငယ်ချင်းကောင်လေးနှစ်ယောက်နဲ့ကောင်မလေးတယောက်ဆိုတာဆရာကြီးတက္ကသိုလ်ဘုန်းနိုင်တို့ဆရာမောင်စိန်ဝင်းတို့လို့ဆိုတိတ်ရေးလို့ကောင်းတဲ့ဇက်ပေါ်တတ္တရာရဲ့စထုတ်တာရက်မှာလည်းကျွန်တော်တို့တုံးရောက်မှာတော်တော်လေးရင်းနှီးသွားကြမိုးမိုးကရန်ကုန်သူဘကိုးကသူ့အတော်စီမှာဆယ်တန်းလာခရင်အောင်းသွားတော့အဝေးတင်လျှောက်တာဘကိုးကိုလေးပဲရတာတဲ့ပထမနေ့တက်ပြီးမှရန်ကုန်ပြောင်းမလဲကြည်သာနဲ့ကျွန်တော်မိုးမိုးကိုမတိမတာပြိုင်ဖွန်ရရက်တို့အရေးပေါ်ဖုံချောင်းနီးနေနေပေါ်ဗျာ စလုံးမှာရေနာဘောပင်လေးထိုးထားပြီးပဲမများတတ်တဲ့သူ့စတိုင်ကိုအရန်ကျူတယ်။မားရမြောင်နေမှာတော့သူကလည်းကျွန်တော်တို့နှစ်ကောင်ကိုရိုက်လိုက်ပုတ်လိုက်ရဲလိုက်မောလိုက်နဲ့တကယ်ငယ်ပေါင်းတွေလိုဖြစ်ကုန်တယ်။အဲ့ဒီနေ့ကဘကိုးကိုလေးရှိကဖယားဝင်းရေကန်ကြီးဘေးမှာကျွန်တော်တို့သုံးယောက်မုံတွေစားစကားတွေပြောရင်းနဲ့ညနေစောင့်တော့ကြတယ်။နောက်ရက်ကျစနေတွင်းနဲ့ပိတ်တယ်။ကျွန်တော်ဟိတက်ပြီးတော်တော်ဖြစ်နေကြီးသားလည်းဒီလိုပဲနေတယ်။ စနေနေ့မနက်ကျွန်တော်ပြေးလာတဲ့အိမ်လေးစာအတိုင်းမုံမုံရောက်လာတယ်။ငါတို့သုံးယောက်ကံမိုးစာတာရီနန်းနဲ့တွားလေကြရအောင်နဲ့။ငါတို့သုံးယောက်ဆိုတော့ကို့မှာသူ့ကိုစပိတ်နောက်တင်ပြီးဟိုကောက်အိမ်ဝင်းခေါ်ရသေး။နန်းတော်ရတဲ့ရှောင်းလေကြရွှေမော်တော်ဖရာတက်ကြပေါ့။တနင်းကလေးမှာဟီကပိုးတက်သွားပြီ။ကြပြားတွေသုံးလေးပို့လောက်ရေးပြီ။ငါရဲ့အော်တိုဘာမိုးဆက်ကလေးရေရေနော်ဘောပင်လေးလိုမင်းမြဝန်းချွန်ချွန်နဲ့ ကိုကိုရွှဲရွှဲဆိုပါစေအောင်ဘာညာပို့ဟိုကောင်ကြည်သာပုံစံကလည်းမုံမို့ပေါ်မယိုးသားဘူးတနေ့ကနေညနေကျကြည်သာကျွန်တော်အိမ်ရောက်လာစာကြိုးစားတဲ့အမျိုးကောင်းသားအဝေးတင်တက်ကတူចောင်းသားတွေပြီးပြီးစာလုပ်ရတဲ့ရက်ကလေးမှာအရက်ထွက်တော့ကြပါတော့တယ်အရက်တော့ရင်ကြည်သာကမုံမို့ကမစိုးဘူးကွာနောက်ကကြည်ရင်တော်တော်ဖွင့်တယ်ဒီကောင်ကွာချစ်ချင်းမြတ်တာကိုတနာနဲ့ရောတယ်ဆိုပြီးကျွန်တော်တင်းသွားတယ် ပြီးတော့မှငါက rain of bourbon လေးလို့ဖြူဖြူစင်စင်ချစ်တာပဲဒီတော့လို့မဟုတ်ဘူးဆိုပြီးချန်ဖန်ဂုံယူသေးတာကံကောင်းတာကနောက်နေ့မနေ့ကျကြည်သာနောက်ကျကျောင်းကန်ထဲမှာကျွန်တော်နဲ့မုံမုံနှစ်ယောက်တည်းမနှက်စာစားကြတာပေါ့ဘေးချင်းကက်လျက်ထိုင်တာဗျာတော်ပီကလည်းရေးလဲအချိန်လေးကောင်းလမ်းကြောင်းတက်ဇပင်းတွေပါလေတက်တင်ပေးလို့ရတဲ့အဆင်ဖြစ်နေဟိုကောင်နေရစ်ပြီတော့လို့စိတ်ထဲကကြင်မီကြည်နူးနေအဲ့ဒီမှာပဲကျွန်တော်တို့တဝိုင်းကျော်မှာထိုင်နေတဲ့ ရက်ွက်တဲကကျွန်တော်တငယ်ချင်းကကျွန်တော်ကိုနှုတ်ဆက်တယ်ဒီကောင်ကဒေးတက်တဲ့ကောင်အဝေးတင်ကိုလားလဲညနေကျရက်ွက်တဲရောက်တော့ဒီကောင်ကအားကြချီးကျူးတဲ့လေတံကြီးနဲ့လက်ဖက်ရည်ဝိုင်းနဲ့ကျွန်တော်ကိုချီးကျူးတော့တာငါတို့ဒေးတက်တာနှစ်ဝက်ရှိပြီစော်မရဘူးကွာကြော်စာကြီးကဆရာကြားအဝေးတင်လေးငါရက်တက်တာ sorry ပါရီနဲ့အဲ့ဒီအချိန်ကျွန်တော်လေထဲမြောက်တက်သွားတာရေဒါနဲ့ပဲအိုးမိုးမိုးကလည်းငါ့ဘက်ပါနေပြီ မနက်ပြန်တော့ကြီးသားကပေးပြစ်အောင်ပေးမယ်ကွာဆိုပြီးဆုံးဖြတ်လိုက်တယ်။ပြီးတာနဲ့ညာလုံးမောင်စားထိုင်စီတော့တာရဲ့။ရေနော်ဘောပင်လေးကအစပြုတ်လို့ပေါ့။နောက်တည့်ရဲ့အကြောင်းကိုစောစရဲစောအောင်လှားတယ်။ဒါပေမဲ့ဟိုကောင်ကြီးသားကပိုးစိုးအောင်နေတယ်။မုံမုံနဲ့ကန်ထဲမှာထိုင်တောင်းနေပြီ။စာပေးဖို့ရကလည်းဒီကောင်ကမလစ်ဘူး။ဒါနဲ့ကျွန်တော်တို့အတန်းတွေပါလေတက်လိုက်ကြသေးတယ်။ထမင်းစားနားတဲ့အခါကျကန်ထင်းကိုသွားကြတယ်။စားကြတောက်ကြပေါ့။ဒါလည်းဟိုမအေးဘေးကမလစ်ဘူး။ အတန်းနဲ့စောစောပြန်ကြရအောင်ကွာလို့ပြောပြီးကျွန်တော်ထမှသူတို့လည်းထလာကြကျွန်တော်တို့အတန်းရှင်မှာနှလုံးသွဲအင်သာလေးတစ်ခုရှိတယ်တစ်ဖက်ကမိန်းကလေးတစ်ဖက်ကယောက်ျားလေးအဲ့ဒီရှေ့ရောက်မှကျွန်တော်အကြံရသွားဟေးကောငါဒီနေ့ညညနေအတန်းပြည့်တဲ့အထိတက်မှာမင်းတို့ရောတက်မှာလားစောင်းမွေးနေပြီအေးတက်မယ်လေဒါဆိုအပေါ်လေးပါလေသွားထားမှာပဲဆ iam မစာတင်နေတော့ထွက်ရင်မကောင်းဘူးအမှန်ကတက်ကတူဆိုတာဆ iam မစာတင်လဲကိုယ့်အကူအပြင်ထွက်လို့ရနေတာပဲ ျွန်တော်ကခက်တီတီနဲ့ပြောလိုက်တာရဲ့အေးဟုတ်တယ်ငါရင်သွားမယ်ရော့ငါကြောပွဲယူထားပြီကျွန်တော်ကမိုးမိုးကြောပွဲအိတ်ကိုဥအောင်ယူထားလိုက်တယ်ပြီးမှជីတာဟေးမင်းဝေပေါ့ချင်ပေါ့လေငါမိုးမိုးထွက်လာမှာပေါ့ជីတာဝင်းသွားတယ်ကဲ operation အောင်ပြီမိုးမိုးကြောပွဲရဲ့အပေါ်စစ်ကိုဖွင့်ပြီးကျွန်တော်စာလေးကိုထည့်လိုက်တယ်မိုးမိုးထွက်လာတော့ကျွန်တော်ကကြောပွဲအိတ်စစ်ကိုမပိတ်သေးပဲအထဲကစာကောက်ကိုတူမြောင်ပြပြီးမှကြောပွဲအိတ်ကိုပေးလိုက်တယ် မိုးမိုးကမျက်လုံးကလေးဝိုင်းပြီးကျွန်တော်ကိုကြည့်တယ်။အဲ့ဒီအချိန်ကြည်သာထွက်လာတော့ကျွန်တော်ကလည်းအိမ်သာထဲဝင်လိုက်တယ်။မြစ်ပတ်နေတဲ့တက္ကသိုလ်အိမ်သာကြီးထဲပျော်လိုက်တာလေ။ဟိုကောင်ကြည်သာကျွန်တော်စာကိုမြင်လဲပူတော်ကောင်းသေးတယ်ပေါ့။အဲ့ဒီအချိန်ကြည်နူးချက်ကပောက်တဲ့သေးတော်ပိုင်းအောင်လို့ထင်ရတယ်။အိမ်သာထဲကပြန်ထွက်ရင်မိုးမိုးကကျွန်တော်ကိုဘလို့အကြည့်တွေနဲ့ကြိုဆိုနေမလဲ။သူကျွန်တော်စာလေးကိုကြည်သာမသိအောင်တိတ်တိတ်လေးယူသွားမလားဒါမှမဟုတ်ချက်ချင်းဖွင့်ဖန်နေမလား ကြည်သာဆိုတဲ့ကောင်ကရောမနာလို့ဖြစ်နေမလားယင်တွေခုံလိုက်တာအိမ်သားပြန်ထွက်တော့ကြာကူလီကမအေလို့ဖုန်တိုင်းဘလတ်တောင်တော့သပင်ထောင်ထောင်နဲ့ဘဲကြီးတွေကကြည်သာကိုထိုးနေကြည်သာကမြေကြီးမှာပတ်လက်သူ့အပေါ်မှာဟိုကောင်ကြီးကခွနေကိုအောင်ကြီးမလုတ်ပါနဲ့ကိုအောင်ကြီးမလုတ်ပါနဲ့မူးမူးကအိုက်ဘဲကြီးကိုအတင်းဆွဲနေကျွန်တော်လဲကိုကောင်ခံရရတာမြင်တော့ဒီဘဲကြောကုန်းကိုပြေးကန်တာပေါ့ဖုံးဆိုကျွန်တော်ခြေတော်ပြန်ကန်ထွက်လာ ဘာကောင်ကြီးလဲဒါနဲ့ခေါင်းပေါ်တက်ခွာပြီးခေါင်းကိုထိုးတယ်ဟိုကောင်ကြီးကတရောင်လေးနဲ့ပြန်တွေ့တာကျွန်တော်မေးတချံဤစိတ်သွားတယ်ဒီကောင်ကြီးကကြည်တောက်ကိုလှမ်းထိုးကျွန်တော်ကသူ့ကိုပြန်တက်ခွာပြီးထိုးတယ်အဲ့ဒီအချိန်မှာမုံမိုးကကျွန်တော်ပခုံးကိုခက်ကြမ်းကြမ်းတွန်းဖယ်ပြီးစကားတခွန်းအခြေကြီးអော်လိုက်ဟဲ့ကျော်တော်အဲ့ဒါငါယောက်ျားတဲ့လက်ခွာလေကြောင်တောင်တောင်နဲ့ကျွန်တော်ထပ်ရလိုက်တယ်နောက်အတန်းတက်မဲ့ចောင်းသားတွေဆရာတွေရောက်လာပြီးဟိုအကောင်ကြီးကိုလည်းဝိုင်းဆွဲလိုက်ကြတယ် မော်ကုန်းထိန်ရုံးကန်းကိုကျွန်တော်ရဲ့ជីတာရဲ့မုံမို့ရဲ့သူ့လင်ဟိုကောင်ကြီးရဲ့ရောက်ပါလေရောလားជីတာကဘယ်ဘက်မျက်လုံးကြီးကိုဖူးလို့ကျွန်တော်ကမေးကြည့်ရောင်းကိုင်းလို့ဟိုကောင်ကြီးကတော့ဘာဖြစ်တယ်မသိဘူး "तू ကကျွန်တော်မိမပါဆရာကျွန်တော်ကရန်ကုန်အာကာတိတ်ပံကဝန်ထမ်းပါဆရာ"လက်ဝေးထိုးပါတယ် "तू နဲ့ကျွန်တော် तू ကိုရက်နဲ့မှညားတာပါအိမ်တော်သက်၄နှစ်ရှိပြီကလေးလေးတယောက်ရှိပါတယ်"အရင်နေ့ကဘကိုးကသူ့တော်စီမှာဆယ်တန်းပြန်ဖြေတာအောင်းသွားတယ် ဒီမှာကကလေးကိုထိမ့်ပေးမယ်သူ့အတော်လည်းရှိတယ်ဆိုလို့အဝေးတင်လဲဒီမှာပြေးတက်တာပါကျွန်တော်ရွာကညမတယောက်ကလည်းဒီမှာတက်တရနဲ့တက်နေတာဟိုနေ့ကသူကကျွန်တော်ရုံးကိုဖုံးဆက်ပြောတယ်ကိုကြီးမိမကြောက်မှာကောင်းလေးတွေနဲ့တွဲနေတယ်ဆိုလို့အခုလိုက်လာကြည့်တော့အိမ်သာရှိမှဒီကောင်နဲ့တွေ့ရတယ်ကျွန်တော်လည်းစိတ်မထိန်နိုင်တာနဲ့ဟာဆရာကျွန်တော်တို့ကရိုးရိုးသားသားပါမယုံမုံမုံကိုမေးကြည့်ကြည်တာကထပြောတယ်ကျွန်တော်လားဘယ်ပြောရဲမလို့ခုနကတော့ကမှရေးစားတာပေးထားတာလေ ဒီတော့ရောင်နေတဲ့မေးလေးကိုကန်ပြီးလင်ရှိလျင်နဲ့ကြောင်းလာတက်ရလားကိုကလေးကိုနှုတ်တိုင်နေပါလားဘိုင်းနာမရဲ့ဆိုပြီးစိတ်ထဲကပဲဆဲနိုင်တယ်တော်ပါသေးတယ်မော်ကုန်းလေးဆရာကဒီထားတွေကိုနက်တယ်တက်ကတူဆိုတာဒီလိုပဲယောက်ျားလေးနဲ့မိန်းကလေးတွေတငယ်ချင်းဖွဲ့တာအလေးထားဖြစ်ကြောင်းကျောင်းသားလေးတွေကလည်းရိုးသားသားဖြစ်ကြောင်းပြောပြတယ်ဒါတောင်ငနေကတငယ်ချင်းအုပ်စုမျိုးပဲဒီကောင်နဲ့နှစ်ကောင်နဲ့တွေ့တာဟုတ်ဗျလို့လက်တီးကြီးစုပ်ပြီးစိုးရကတက်သေးတာ တော်သေးတာပေါ့ဗျာကျွန်တော်မုံမုံကိုစားပေးနေတုန်းသာသူ့လင်ကိုအောင်အင်းကြီးရောက်လာလို့ကတော့တွေးတော့မတွေးဘူးခုတော့ကျွန်တော်အစာမောင်ကြီးသားကကန်ဆိုးသွားလေတယ်ပြဿနာကမုံကုန်းထိုင်ကောင်းမှုနဲ့ပြေလည်သွားပါတယ်ရုံကန်းကထွက်တော့ဤပေမကသူ့လင်ဗလာလက်ကိုချဲလို့ကိုရီနှစ်ကောင်းမှသာခံဝင်ထိုးလိုက်ရသေးတဲ့အပြင်လက်ခွက်တွေဤစိတ်ကြံရစ်တယ်နောက်မှပြန်စင်းသားတော့သူလင်ရှိတာအပြစ်မဟုတ်တယ်လို့ကြောင်းတက်တာကလည်းအပြစ်မဟုတ်ဘူး ။ "तू လည်းငယ်သေးတော့ရွယ်သူတွေကြားမှာငါ့မှာလင်ကြီးနေလို့ဘယ်ပြောကြင်မလဲ။ကျွန်တော်တို့ကလည်းဒီလိုဟာမလေးကကိုရမ်းနဲ့လင်ယူမဲ့ဘယ်ထင်မလဲ။အခုတော့ကျွန်တော်မှာညာဘက်ကလေးနုတ်တိုင်ရလို့မနက်ခင်းအခန်းထဲမှာအိတ်ငိုင်နေတာကိုဒါချစ်ကန်ကန်ငရွယ်မှကလေးဆိုပြီးထင်တာ။ဆောင်းကလေးအမေကကလဲဝယ်ဖို့အချိန်မရလို့ဖြစ်တယ်လို့ခေါင်းမှာထိုးပြီးစရုံးထုံးတာကိုကို့မှာတီလီစတိုင်လေးဆိုပြီးကြွေးလို့ နောက်ဆုံးတော့ရင်းနောပေါ်ပင်ကိုဒါအပြစ်တင်ပြီးခွာဆဲနေလိုက်တော့တယ်ဗျာအခုတော့တချို့စာဖတ်ပိသက်တွေကျွန်တော်စာအုပ်မှာလက်မှတ်လာထိုးခိုင်းလို့ရင်းနောပေါ်ပင်ပါလာရင်မျက်ကွင်းကြီးညိုးနေတဲ့ကြည်တက်ကိုပြေးမြင်ပြီးတော့အဲ့ဒီတော့ကကျွန်တော်ပေးတဲ့ရည်စားစာကိုဟိုကောင်ကြီးမြင်ရင်မိုးမိုးလဲမျက်ကွင်းညိုလောက်မှတေချာလောက်ပါပဲဩတက်ကတူရဲ့အချစ်ပုံမြင်လေးပွဲဥရက်တွေမေးခိုင်သွားစေတဲ့ရင်းနောပေါ်ပင်ဗြိတိရှကိုကိုမောင် ကျွန်တော်နဲ့မตาတိုင်းကျွန်တော်မตาတိုင်းလူကြီးဆိုတာကိုတွေ့ဘူးတယ်ဘယ်နဲ့ဒိုင်းလူကြီးကတော့ဟုတ်ပါပြီမตาတိုင်းလူကြီးဆိုတာဘယ်လိုဟာတော့ရှိပါမလားလို့မေးလာရင်ရှိတယ်လို့ပဲဖြေရမှာအဖြစ်ကဒီလိုဗျကျွန်တော်မယန်းကုန်းအောင်မင်္ဂလာရက်ကွက်တဲ့အဆောင်နေစဉ်ကပေါ့မတ်နီမတ်တီမတ်ကြီးဆိုတဲ့ညီအမတွေရှိမတ်နီကအကြီးဆုံးအပြိုကြီးကုံဆောင်ဆိုင်ရှိမတ်တီကမုတ်ဆိုးမှထမင်းဆိုင်ဖွင့်ထားတာ သူ့တမီးကြီးတွယ်တွယ်အောင်လေးကဒေးတက်နေတာချောချောလေးတမီးငယ်နွယ်နွယ်အောင်က10တန်းဒါလေးလဲရက်ွက်ရဲ့ဖွန်တက်ကတူအတွက်ဘူလောင်းလေးပဲကဲဒီတော့ဒီကလေးမတွေပညာရေးအတွက်မတ်တီရဲ့ဆိုင်မှာထမဲနေတိုင်းဝယ်စားဖို့ကလွယ်ပြီးကျွန်တော်မှတခြားရွေးချယ်စရာမရှိဘူးမတ်ကြီးကြတော့လဲအသက်30လောက်ဆိုတော့အပြူမကြီးတကြီးတောင့်တောင့်ဖြောင်းဖြောင်းကြီးပြီးတော့ရေလုံငန်းပလဲဦးစီးဌာနကအရာရှိတဲ့မတ်တီထမဲဆိုင်နဲ့ကျွန်တော်တို့ကတအားရင်းနေကြတယ် တခါတလေပလင်းယူသွားပြီးအဲ့ဒီဆိုင်မှာပါတောက်လို့ရတဲ့အထိရင်းနေတာအဲဒီလိုရင်းနေဖို့ဆိုတာလေလွယ်လွယ်တော့ဘယ်ရမလဲသူတို့ညီအမတွေအိမ်မှာမီတာကစောင်းတာကအစအီရင်တူးတာအစုံလိုက်လို့ပေးထားတာကိုဗျတရက်တော့ညီအမတွေတူဝကြီးတွေငူကြီးချက်မာတယ်မေးကြည့်တော့သူတို့အဖေစုံသွားလို့တဲ့နို့တခါမှလည်းသူတို့အဖေရှိတယ်လို့မကြောက်ဘူးပါဘူးပေါ့နောက်တော့တော်တော်လေးရှင်းပြမှာဇက်ကြီးကလဲတယ် မတ်နေမတ်တီမတ်ကြည်တို့အဖေကဆယ်မြောင်းဘက်ကအရာရှိအကြီးကြီးငွေကြီးကလည်းရေလေထောမတ်နေမတ်တီမတ်ကြည်တို့ကအဲ့ဘဲကြီးရဲ့နှောင်မိမ့်မာနဲ့မွေးတာတဲ့ပရမမိမ့်မာနဲ့လည်းတမိလေးရောက်မွေးထားသေးတယ်အခုကပရမမိမ့်မာနဲ့မွေးတဲ့တမိကြီးစီမှာဘိုးတော်ကဆုံးတာဘိုးတော်ကမသေးခင်ညီတို့ညီမအမွေတွေခွဲပေးပြီးသားဒါပေမဲ့ပထမအိမ်တော်ကတမီးတွေနဲ့ဒုတိယအိမ်တော်ကတမီးတွေဖြစ်တဲ့မက်နီတို့အုပ်စုကလုံးဝမတဲကြဘူ တို့မကလောက်လောက်လာလာအကူစရာမရှိလို့မင်းလိုက်ခဲ့ပါမောင်ကျော်စွာဆိုတဲ့မတ်တီစကားနဲ့ကျွန်တော်မှနာရင်နေရေဝဲကိုလိုက်သွားရတယ်။တွယ်လေးတို့နွယ်လေးတို့ကလေးမတွေအားငယ်နေမယ်ဆိုတဲ့စိတ်ထားကောင်းလေးနဲ့ပါမတ်နေကြီးကချင်းလောင်းတလုံးကျွန်တော်ကိုပေးတယ်အထဲမှာအုံးသီးနဲ့ဓမ္မတစ်ချောင်းနောက်အချီကျိုးထုံးလေးနှစ်ထုံးအုံးသီးနဲ့ဓမ္မကသူတို့အဖေအလောင်းမော်အုံးရင်နဲ့မျက်နှာတစ်ပေးဖို့အချီကျိုးကတော့သူ့မြေးမှနှစ်ယောက်အရက်နဲ့တိုက်ထားတာတဲ့ အခေါင်းနဲ့ထည့်ပေးဖို့ဆိုလားကျွန်တော်ကိုတိတိချာချာမှားတယ်ရေဝေးရောက်ပါပြီခမ်းမှလည်းအဖိုးကြီးအလောင်းပေးမှာအကြီးအုပ်စုကဝိုင်းအောင်ငိုးနေဒီနေရာမှာရှင်းတော့အောင်အဖိုးကြီးရဲ့ဇနီးနှစ်ယောက်ကပေါက်ဖွားလာသူတွေဆိုတော့အကြီးကလူအငယ်ကလူဆိုပြီးသုံးမရစီအငယ်ကလူကလည်းအကြီးကလူအုံနေတဲ့ကြားအတွန်းအတိုက်လှလှပပနဲ့ပြေးဝင်ပြီးငိုကြတယ်အကြီးကလူကလည်းလူတိုင်းနဲ့ကားထားပါတယ်ကျွန်တော်ကတော့ချင်းလုံးလေးပိုက်ပြီးငေးပေါ့ အငဲကရုကဗလားတောင်းတောင်းနဲ့မတီကကိုတစောင်းတိုးပြီးနေရာဝင်းယူတာအကြီးကရုကခတ်ပင်ပင်တယောက်ဘေးသားကိုယိုင်သွားတယ်မတီကနေရာရပြီဆိုတော့မတ်နီကိုစစ်ကိုခေါ်တိုးတယ်အဖေရေတမီးတို့ကတရားဝင်နံပါတ်1ဖြစ်ပြီးအဖေမျက်နှာတော့ကောင်းကောင်းကြည့်မငိုရဘူးတည်တဲ့အထိနေရာလိုက်လို့တဲ့ဟာတွေလာပြီးတော့အကြီးကရုကတကိုးစသွင်းတယ်ဟဲ့ငါတို့လဲသူ့တမီးတွေပဲနင်းတို့ကြီးပဲသူတို့တမီးမဟုတ်ဘူးလူပန်းမဝရနဲ့ နေလို့လက်ထဲမှာနေလို့အဖေသေးရတာနေမကောင်းတာတောင်စိတ်ယုံတင်ပေါ်မရတဲ့ဟာမလို့ကျွန်တော်အပါဝင်နာရည်ပြိတဲ့ကြီးဟာအဖိုးကြီးနာရည်ထက်အလောင်းရဲ့တစ်ဖက်တစ်ချက်စီမှာကီသွင်းပြီးရန်ဆောင်နေကြတဲ့နှစ်ဖက်သမီးတွေကိုပိုစိတ်ဝင်စားလာကြတယ်အဲ့ဒီအချိန်မှာဖိုးကြီးတစ်ယောက်ကထလာဟဲ့ကောင်မကြီးတော်ကြစမ်းနောက်မှသိရတာအဲ့ဒီအဖိုးကြီးကကွဲလွန်သူကြီးရဲ့ညီတဲ့အကြီးကရူရောအငယ်ကရူပါဦးလေးတော်ဆက်တဲ့ပေါ့ ကျွန်တော်ပြောတယ်မသားတိုင်းဆိုတာ तू ပါကဲမင်းတို့ဒီလိုရန်ထောင်နေရတာမရှက်ဘူးလားအကုန်လုံးဆိုစမ်းအဖိုးကြီးကတူမတွေအပေါ်ဩဇာညောင်းပုံမှာပဲငါပြောမယ်ဟိုအေးအေးတင်းတို့ဘုံကြီးကနောက်နိုင်ဝဲလောက်ဆိုကြွလာမယ်ဒီတော့နင်တို့ကအရင်ကို7မိနစ်ချိန်ရမယ်အဲ့ဒီအချိန်နီနီတီတီတို့အုပ်စုကဟိုခုံမှာထိုင်းနေကြပြီးရင်နင်တို့ငိုဖို့7မိနစ်ရမယ်အဲ့လေတဲဟုတ်ပါငူရတော့အချိန်နဲ့ဒိုင်လူကြီးဘိုးတော်ကအလောင်းရဲ့ခေါင်းရင်းမှာရက်နေ ပြီးတာနဲ့အကြီးကရုကစငိုပါတော့တယ်ငိုတော့လေသူတို့ကမူလပရမပါမစ်နစ်တွေဖြစ်ကြောင်းထဲ့ငိုပြီးဒီဘက်ကိုစောင့်ချိန်ငိုပါတယ်ရပြီတော့ထိုင်တော့အောင်မဲဇလန်းလေးတွေဖွဲ့ပြီးငိုပြောလေးတွေပြောကြတာ7မိနစ်ပြည့်တာတော့မတိလိုက်ဘူးရဲ့မတ်နေမတ်တီမတ်ကြီးတို့အလက်သူတို့အငယ်ကရုကလည်းဘယ်ခေလိုက်မရောအဖေမရှိနေရများတို့အနေဝေးပေမဲ့အဖေသွေးပါပါတယ်တို့ဆိုပြီး စကလုံးတွေနဲ့အမှုပညာရတ္တမြောက်အောင်ငိုတာအတော်မတ်ကြီးနဲ့မြေးမာလေးနှစ်ယောက်ပါတော့ငိုဘဲလေးကလှလှပပတောင်းဖြစ်သွားသည်7မိနစ်ပြီတော့တခါ break ပါတယ်ဘုံကြီးကြွလာတယ်တရဏဂုံတင်ပြီးတာနဲ့တကြိုဆက်စီသွားဖို့ဇလန်းကစရပြီ accounting တွန်းလဲကြီးကိုနှစ်ဖက်လှူတွန်းကြပြန်တယ်ဒီမှာပဲမသားတိုင်းလူကြီးကဝင်လာရပြန်တယ်အကြီးကလူကဘဲတောင်မန်ကတွန်းအငယ်ကလူကညာတောင်မန်ကတွန်းဖို့တတ်မှတ်ပေးရပြန်တယ် မင်းတို့ကြိုကန်ဒီတခါအခေါင်းဖွင့်ပြပြန်တယ်။အဲ့ဒီမှာအမအကြီးဆုံးမတ်နီကကျွန်တော်လက်ထဲကဖွက်ဖဲကိုထုတ်သုံးတော့တယ်။အဲ့ဒါကကျွန်တော်လက်ထဲကအုံးသီးရဲ့ဓမ္မရဲ့ပါတဲ့ချင်းနှောင်းပဲ။မတ်တီဟာငိုနေရင်းနဲ့ကျွန်တော်လက်ထဲကချင်းနှောင်းကိုဆွဲယူပြီးမသားတိုင်းအဖိုးကြီးစီထိုးပေးတယ်။လေးလေးဆိုအဖေကိုနောက်ဆုံးမျက်နှာတက်ပေးဖို့အဖိုးကြီးကလည်းဒီတလေးကိုသဘောပေါက်ပါတယ်။အုံးသီးနဲ့ဓားကိုယူပြီးခွက်ခနဲခွဲအုံးရီကိုမျက်နှာပေါ်လောင်းချတယ်။ ဒီအဖြစ်ကိုမြင်တဲ့အကြီးကလူကပောက်ကွဲပြီအဖေအဖေကိုနောက်ဆုံးမျက်နှာတစ်ပေးခွင့်အောင်တမီးတို့ကမရှိတော့ဘူးလားဒီကောင်မတွေကဝင်လုသွားပြန်ပြီအဖေရဲ့ဦးလေးလည်းဖောက်လိုက်ပါနဲ့မတာတိုင်းကလည်းပြန်ရှင်းတယ်ဟဲ့နေတို့ကအစတည်းကသူတို့လိုအုံးသီးနဲ့ဒါယူလာလေငါလည်းပေးတဲ့ဟာယူခွဲရတာပဲအောင်မလီရှိပါတယ်ခုနကပဲအုံးသီးဝယ်ခိုင်းလိုက်ပြီဒါလည်းငှပြီးပြီကိုမဟိုမှာ အပြာဝင့်နဲ့ဝန်ထမ်းဘဲတဝေကအုံးသီးနဲ့ဒါယူလာပြီးအကြီးကရုစီလာပေးတယ်။ဦးလေးမျက်နှာတက်တာလုပ်ပါ။ကျမတို့အုံးသီးနဲ့လည်းအဖေကိုမျက်နှာတက်ပေးရမယ်။ဟာအလောင်းကိုနှာခါမျက်နှာတက်တယ်ဆိုတာထုံးတယ်မရှိ။အိုးရှိရှိမရှိရှိဒီကောင်မတွေကြအဖေကိုမျက်နှာတက်ခွင့်ရတယ်။ကျမတို့ကတရားဝင်ပထမသမီးတွေပါ။ကျမတို့လည်းရတဲ့ရော့အုံးသီးနဲ့ဒါအခုခွဲပေး။မတားတိုင်းကြီးလဲစိတ်ညစ်ညစ်နဲ့အုံးသီးနဲ့ဓမ္မယူပြီးဒုတိယအကြိမ်ထပ်ခွဲတယ်။အခေါင်းထဲကဘိုးတော်ကြီးကတော့ အုံးရီနဲ့နှစ်ထက်ကွာမျက်နှာတည့်ရရှာပါပြီမตาတဲ့တော့အတော်ကန်ထူးတယ်မตาပါပဲအောင်မလီအဖေရဲ့သေးတာပေါင်းဒီကောင်မတွေဘက်လက်သေးရလားအကြီးကလူကတယောက်ငိုတန်ကြောင်းအလောင်းကိုကြည့်တော့အလောင်းဟာဟိုဆွဲဒီဆွဲကြောင်လားအုံးရီနှစ်ထက်ကွာကြောင်လားတော့မသိဘူးအငယ်ကလူဘက်ကိုဇက်ကြီးလဲနေအကြီးကလူကအန်ဒီကြီးကငိုနေရင်းကသူ့အဖေရဲ့မျက်နှာကိုအတင်းသူတို့ဘက်ပြန်ဆွဲလဲတယ်အငယ်မကလူကလည်းမျက်နှာကိုပြန်ဆွဲဖို့အလုပ်မှာ ဒိုင်လူကြီးကခရာတွေ့ရပြန်ပြီဟဲ့နင်တို့လောက်တာနဲ့နင်တို့အဖေနောက်ဆုံးခီးမှာရုပ်ပြစင်းပြဖြစ်တော့မယ်ခေါင်းကိုဘယ်ဘက်မှမလဲခိုင်းနဲ့တဲ့တယ်ပဲထားမယ်ခေါင်းကတဲ့သွားပါပြီမိတကြုံမဲ့ဝန်ထမ်းတွေမှာလည်းတော်တော်စိတ်ညစ်နေပြီနောက်တော့မိတကြုံဆက်ထဲတွင်းလိုက်တယ်ဒါပေမဲ့ဇလန်းကမပြေးသေးဘူးဗျာအဖိုးကြီးကိုလွှမ်းထားတဲ့ပဆိုးနဲ့အင်ကြီးကိုတစ်ကိုင်းနဲ့ပတ်ပြီးဝိညာဉ်ခေါ်တဲ့အခါပြဿနာတက်ပြန်တယ်ဝိညာဉ်ခေါ်တယ်ဆိုတဲ့တစ်ကိုင်းကနှစ်ကိုင်းဖြစ်နေတယ် အငယ်မကရုတကိုင်းအကြီးကရုကတကိုင်းပေါ့နှစ်ပတ်လုံးကရက်လေမှာမို့တာရုခေါ်ရအောင်အဲ့ဒီဝိညာဉ်ကိုလူချပြန်တယ်ဒီမှာလဲမသားတိုင်းလူကြီးကဝင်ရပြန်ရောအကြီးကရုကိုပဆိုးနဲ့တက်ကိုင်းကြောင်တစ်ခုအငယ်ကရုကိုအင်ကြီးနဲ့တက်ကိုင်းကြောင်တစ်ခုခွဲပေးရပြန်တယ်အဖိုးကြီးဝိညာဉ်ကတော့အကြီးဘက်လိုက်မလားအငယ်ဘက်လိုက်မလားဘယ်ဘက်လိုက်တော့မယ်မပြောတတ်ဘူးကျွန်တော်မှအပြန်ကြတော့ကွယ်လွန်သူအဖိုးကြီးရဲ့အင်ကြီးနဲ့တက်ကိုင်းကြောင်လေးကိုကင်ပြီး ဖြစ်ခဲ့သမှပြန်တွေးပြီးရေရမလို့ငိုရမလို့ကြီးရေဝိညာဉ်ခေါ်လာတဲ့သူကစကားမပြောရဘူးဆိုလို့ကျွန်တော်မှမသားဒိုင်လူကြီးလှုပ်ပြီးတဲ့အဖိုးကြီးကိုနှုတ်ဆက်ချင်မှလည်းနှုတ်မဆက်လိုက်ရဘူးကွယ်လွန်သူအဖားကြီးဝိညာဉ်လဲအကြီးကရုပဲလိုက်သွားလားအငယ်ကရုပဲလိုက်သွားလားဘယ်ဘက်ကရက်လဲမှာတာရုသွားခေါ်တယ်ဆိုတာအဖိုးကြီးဝိညာဉ်ကိုသာမြင်နိုင်ရင်သိချင်မိပါသေးရဲ့ဗျာဖြစ်တရှကိုကိုမောင် လိုအပ်ချက်များကိုတိခံပြီးနားဆင်ပေးကြတော့ညီကောင်မောင်နှမများအားလုံးအားလုံးဘေးကင်းရန်ကုန်ရှိကြပါစေ။